ီးပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စီးပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စီးပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စီးပွားပဲဖြစ်စေဒီစီးပွားဟာကိုရလာတဲ့စီးပွားဟာပျက်စီးသွားနိုင်အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရပုံမှာမိပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကြဉ်ပါလို့ပြောဆိုပြဒီလိုဟောတယ် အဲ့ဒီ6မျိုးကလာပြီးနမတိကဘာလို့ဆိုသူရမေရိယမစ္ဆပမတ္ထဌာနာတဲ့နော်အယက်သေးစာဘီယာစေဝါဘူးရစေဝါတွေသုံးဆွဲတယ်အဲ့ဒီသုံးဆွဲမှုကစစည်းစိမ်ဥစ္စာပြည့်စည်ခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စည်းစိမ်ပြတ်တာဆိုတာဒါက အယက်သေးစာတောက်စားမူရည်တအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားတဲ့ထာပဲပေါ့ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားသူရာမေရယမစ္ဆပမာဒဌာနလူယောကောဘောဂန္နာအပါယမုခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်သူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆဆိုတဲ့မူရစေဝါပမာရဌာနအဲ့ဒီအရာတွေအားလုံးဟာမေလျော့ပော့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကိုလောက်ကင်ဆောင်ရနေတယ်လိုက်စားနေတယ်ပုဂ္ဂိုလ်တယောက်ဟာ စိဘဥစ္စာပြတ်တတ်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းမော်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ရီကိုမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ရီကိုလို့ဆိုဖန်သွားတယ်ကိုလုံးဒီလုံးလုံးရင်လဲညဒီလူကထွက်တယ်ဒီလူပဲနေမှာပစ္စည်းပြောင်းနေတယ်သူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မို့လို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့သူဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့ ဘယ်မှာ stage show ရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ် night club ရှိတယ်ဆိုသွားခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုသွားတာဟာလေစူးပွားပြက်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေ night club သွားလို့ခုနကတော့ကဂရေ80ကျွဲဝတဲ့တထေးကမွဲသွားတာပဲလေပန်ကုံဆွတ်လိုက်စူးချလိုက်ပန်ကုံဆွတ်လိုက်စူးချလိုက်အပေါင်းဖော်ရိအရက်တိုက်လိုက်နဲ့ဆိုတော့ကိုရောပေါ့ပိုက်ဆံเนาะပိုက်ဆံကုန်ကြီးရဲ့အကြောင်းတကူတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပမာရဌာနလူယောဂါလေကစားတာလောင်းကစားတာလေအများကြီးဘမပြေမှကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးနေထိုးတယ်ဆိုတာတကယ်တော့တိုက်ပေါ်ကဆင်းပေးလိုက်ရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလုံတဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မို့လို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောနောက်နံပါတ်5ကြတော့ဘာလို့ဆိုပပိပပမိတ်တာလူယောဂာတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ခက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်ဒီအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံပဲ့ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ငါမျိုးတွေပေါ့ပါပမိတ္တနဲ့ဆိုရင်နောက်ဆုံးမှာအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ္တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံပြီးပျက်စီးသွားအစတတမင်းဟာဘင်းရဲ့သားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအတိညာရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲ မြတ်စွာဘုရားတရားနာရလို့ရှင်တတ္တဗံဖြစ်ရမယ်အရေးချင်းဖြစ်အောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုတားရောင်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေတာအကုန်လုံးပျက်စီးသွားပြင်လို့မရတဲ့အနေထားထိအောင်ရောက်သွားတယ်ဒီအခြေအနေထိအောင်ရောက်နိုင်တယ်လို့ဆိုဒါအမြင့်ဆုံးအပြစ်ပဲနော်အမြင့်ဆုံးအပြစ်ပဲမကောင်းတာလုပ်မိသည့်အတွက်ကြောင့်အဖော်ရဲ့ သွင်းဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါတယ်။ဒါလည်းအမတန်မှဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ဒါမို့မိသားစုတွေမှာဆိုရင်ကိုသားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေ။အပေါင်းအသင်းမှားတော့မှဟိုဆွေရင်နေကြရတယ်မိဘတွေ။ပေါင်းအသင်းမှားတော့လို့ရှိရင်ကတင်လို့ရမှာမဟုတ်ဘူးလေ။ ။ဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယာနုယောကောတဲ့။အပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲ။လောတင်နာဆိုလည်းတက်တက်ကြွကြွလောရမယ်။သူများတဲ့ဥအောင်လောရမယ်။စင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတော့လုံလဝီရိယနဲ့လုံလို့ရတာသူကသူခြေနေပေးလို့ဝင်လာတာမဟုတ်ဘူးမြေကြီးကရွှေတီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝယ်တော့နေရတယ် ဘာလို့ကြီးပွားတာတော့ဆိုစဉ်းစားကြည့်လေစင်ကာပူစံချိန်မဟုတ်ဘူးဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိန်ဆက်ထားတာလေကြီးပွားတုတ်တက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလှုပ်ချိုးစားတာနော်ဒါစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့ဒါလို့လောကမှာကြီးပွားတုတ်တက်တယ်ဆိုတာအနေထားကောင်းရုံတစ်ခုတည်းတည်းမဟုတ်ဘူးစ조사အထုတ်မှုပေါ်မှာမူတည်တယ် အဲ့လိုဖြစ်အောင်ကြည့်ပါလား तू ဖြစ်ပါလားမလေးရှားနိုင်ငံလွတ်လပ်ရေးရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တစ်ခုပဲလေမလေးရှားရဲ့ state တစ်ခုပဲ तू ကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်ဆရာရှိတာမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများဆရာဝဲတောက်နေရတယ်သို့သော်စ조사အထုတ်လိုက်တဲ့အခါကျတော့ နေရနဲ့ဒီမညီမျှလောက်အောင်ခြေပွတ်တွေ့မှုရတာတခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်းပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာတဘာဝကပြီးလို့ချမ်းသာတာလေစင်ကာပူရေနံထွက်သလားမသိဘူးထွက်ဘူးနော်ကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ခြေပွတ်ချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွကြိုးစားအထုတ်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမာတာမှမဟုတ်တာအဲ့တော့ကိုကြိုးစားရင်ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောတော့ပြောကြပါရဲ့ကြိုးစားရင်ဘုရားဖြစ်တယ်ဆိုဘုရားဖြစ်မှကြောက်လို့သူမှမကြိုးစားအဲ့ဒီအိဗေရောင်းနေတယ်နော်ကြိုးစားရင်ဘုရားတော်ဖြစ်တယ်လို့တော့ပြောကြတာသို့တော့ဘုရားမဖြစ်ခြင်းဘာမှမကြိုးစားဘူးပေါ့အဲ့တော့အဲ့လို့ မဖြစ်ရအောင်မြတ်စွာဘုရားကြည်အာလသယာနုယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့စ조사တဲ့နိလန့်ပြုစုံရှာကြံပြီးတော့조사အထုတ်မယ်ဆိုလို့ရှိရင်တဲ့ဒီလောကနောင်လောကအောင်မြင်နိုင်ပါတယ်တဲ့ဒါလောကဝိဇ္ဇာချင်းစင်နေပဲ